မော်လမြိုင်တွင်တောင်ဝိုင်းတော်ဖြိုချမှုအပေါ်ဝေဖန်သည့်သတ္တနာနယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္ဒဇော်တီကိုစစ်တပ်ကလူဝစ်လဲပြီးညှဉ်းပန်းနှိပ်စက်နိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှ905ကကြီးဖြင့်ဖမ်းဆီးအမှုဖွင့်နေဆွဲတဲ့တွင်ကိုကျင်းဆက်ပြီးသားမှာဖြစ်ပါသည်။မွန်ပြည်နယ်မော်လမြိုင်မြို့တွင်တောင်ဝိုင်းတော်ဖြိုချမှုအပေါ်ဝေဖန်ခဲ့သည့်သတ္တနာနယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္ဒဇော်တီကိုလူဝစ်လဲပြီးညှဉ်းပန်းနှိပ်စက်မှုများရှိနေကြောင်းဆရာတော်ဤတက္ကသမအချို့ကသတင်းဌာနကိုပြောကြားပါသည်။ နိုဝင်ဘာလ28ရက်နေ့ညနေပိုင်းတွင်တောင်ဝမ်းတောင်ကုန်းစစ်တပ်ကဖြိုချနေမှုအပေါ်လူမှုကွန်ရက်ပေါ်တွင်ဝေဖန်ခဲ့သည့် post များတင်ခဲ့မှုဖြင့်စစ်တပ်ကသာသနာ့နယ် foundation ဆရာတော်အရှင်ဆန္ဒဇော်တိကိုနိုင်ငံတော်အကြီးအကျယ်ဖျက်ဆီးမှုပုံမှ905ကကြီးဖြင့်ဖမ်းဆီးလိုဝလဲအမှုဖွင့်ထားပြီးဆရာတော်ဤမော်လမြိုင်မျိုးဈေးချိုရက်ကွက်တောင်ဝိုင်းရဲစီတဝန်ကြောင်းတိုက်ကိုလေစစ်တပ်ကဝင်ရောက်ရှာဖွေမှုများလှုံ့ဆော်ခဲ့ကြောင်းသိရပါတယ်။ဆရာတော်ကိုအမှုဖွင့်ဖန်ခိုင်းတာကမွန်ပြည်နယ်အစိုးရ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဘုံမူကြီးကျော်စွာမြင့်ကဖန်ခိုင်းတာလို့သိရတယ်။ဆရာတော်ကိုလူဝေလဲပြီးတော့တန်ကားတော်တပါးအနေနဲ့မလျော်ညီတာတွေစစ်တပ်ကလှုပ်ဆောင်ခိုင်းနေ။အဲ့ဒါကလည်းညှဉ်းပန်းနှိပ်စက်မှုတစ်မျိုးပဲ။ဆရာတော်ရဲ့အခြေအနေကလည်းနေထိုင်ရေးနဲ့စွန်ကိစ္စတွေအဆင်မပြေဘူးလို့သိရတော့စိုးရင်ရတယ်ဟုဆရာတော်ဤတကားရင်တက်ဦးကပြောပါရယ်။စစ်တပ်ကတောင်ဝိုင်းတောင်ကိုမြေတူးဆက်ညာဆယ်ရနေရကြီးများဖြင့်ဖြိုချခဲ့ခြင်းဖြစ်ပြီးရင်းတို့ဖြိုချမှုအပေါ် ဆရာတော်ကမလုံသင့်မလုံထိုက်သောလုပ်ရည်အဖြစ်လူမှုကွန်ရက်မှတစ်စစ်ဝေဖန်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ဆရာတော်ကိုဖမ်းဆီးသွားပြီးနောက်ဆရာတော်ဤတောင်းနိုင်ဖြစ်သောမော်လမြိုင်မျိုးစေးချိုရက်ကွက်တောင်ဝိုင်းရက်စေးတဝန်ကျောင်းတိုက်ကိုလည်းစစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များကထိန်းချုပ်ထားကြောင်းသိရပါတယ်။ဆလပီစစ်တပ်နှင့်လက်တွဲညီသူကမဲထက်ရန်စစ်ကောင်းဆောင်မင်းအောင်လိုင်းမရှက်မရွံ့မဲဆွဲတဲ့ဆွေတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ပြက်စီးအောင်လက်နက်နဲ့အာဏာသိမ်းလိုက်တဲ့အကြမ်းဖက်စစ်ကောင်စီမင်းအောင်လိုင်ကဒီမိုကရေစီနိုင်ငံတစ်ခုမှာရွေးကောက်ပွဲကအလိုအရေးကြီးတဲ့အတွက်စေအုပ်စုနဲ့လက်တွဲညီသူကိုသာမဲထဲဖို့မရွှတ်မရွံ့ပြောကြားလိုက်ပါတယ်။မနေ့ကမန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်နိုင်ငံဝန်ထမ်းတက္ကသိုလ်အထက်မြန်မာပြည်ရဲအရာရှိလေးချီစီးပင်ကြီးနဲ့ဖဟိုမီသက်တင်တဲ့အကြောင်းပြည်ဦးလွင်ကတင်နန်းသားတင်နန်းသူတွေနဲ့ဖိတ်ဆုံချိန်မှာအခုလိုမရွှတ်မရွံ့မဲဆွဲပြောကြားလိုက်တာဖြစ်ပါတယ်။တင်နန်းသားတင်နန်းသူဖွင့်နှန်းတွေအနေနဲ့ဆန္ဒမဲပေးရမှာ တိုင်းပြည်နဲ့ဒေသအကျိုးကိုဆောင်ရွက်နိုင်သူဒေါတာဝင်းအရေးသုံးပါးကိုလိုက်နာဆောင်ထိန်နိုင်သူနဲ့စစ်တပ်ကနိုင်ငံတော်တည်ရှိနေတဲ့၍တည်ရှိနေမဲ့အခိုင်အမာဆုံးသောအဖွဲ့အစည်းဖြစ်လို့စစ်တပ်နဲ့တဟဆာတာဖြစ်ပြီးလက်တွဲနိုင်သူတွေကိုစန္ဒမဲပေးရလိုတယ်လို့အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကဆိုပါတယ်။ဒါပြင်ရွေးကောက်ပွဲအတွမှာစေအုပ်စုစီစဉ်ထားတဲ့မြန်မာ electronic မဲပေးစနစ် MEVN နဲ့မဲပေးရမှာဖြစ်ပြီးအဲ့ဒီမဲပေးစနစ်ကပေမဲပြုလုပ်လို့မရဘဲပါတီတစ်ခုခုကိုမဖြစ်မနေမဲပေးရမှာဖြစ်ပါတယ်။ အချမ်းဖတ်စစ်အုပ်စုကလည်းစစ်ဝစ်စုံချုပ်အယက်ဝစ်လဲထားတယ်။စစ်ဘုံကျုပ်တွေကလည်းစစ်တပ်ကြောထောက်နောက်ခံပြူထားတဲ့ချန်ခါရီပါတီထဲမှာကိုယ်စလေလောင်းတွေအဖြစ်အယောက်20နီးပါးဝင်ပြိုင်ဖို့ရှိနေပါတယ်။အဲ့ဒီထဲမှာလည်းအနားယူထားတဲ့စစ်ဘုံကျုပ်တွေနဲ့လက်ရှိရာထူးကြီးကြီးတာဝန်ယူထားတဲ့ဘိုးကျုပ်17ယောက်ထက်မနည်းပါဝင်နေပါတယ်။ချန်ခါရီပါတီကိုကိုစားပြုပြီးတက်နေပြီးပြင်ဦးလေမျိုးမှာစစ်ဘုံကျုပ်ဟောင်းမြထွန်းဦးကိုကိုကျုံမျိုးနဲ့မှာမျိုးစောလက်ရှိဝင်ကြီးကျုံတက်ကုံမျိုးနဲ့မှာဦးမောင်မောင်လက်ရှိပြန်ချာရေးဝင်ကြီး ဩတရာတီတီမျိုးတဲ့မှာဦးတင်အောင်ဆန်းလက်ရှိသမရယုံတွင်ကြီးဌာနတစ်ဝင်ကြီးတို့ဝင်ရောက်ရှင်ပြိုင်မယ်လို့သိရပါတယ်။ဒီလိုအခြေအနေမှာစစ်ကောင်းဆောင်မရောင်းလိုက်ကသူလက်အောက်ခံဖို့ချုပ်တွေကိုမဲပေးဖို့အတွက်အခုလိုလဲလဲမဲဆွယ်နေတာဖြစ်ပြီးဇီးပင်ကြီးနဲ့ဝန်ထမ်းလေးချင်းကြီးကြောင့်ကဝန်ထမ်းတွေကိုလည်းစေအုပ်စုကိုသာမဲပေးဖို့စုယုံပြောကြားခဲ့တာဖြစ်ပါတယ်။ပြည်သူတွေလက်မခံတဲ့2008ခြေဦးအရာလွတ်တော်တဲ့မှာစစ်တပ်ကိုယ်စားလှယ်တွေကို25ရာခိုင်နှုန်းနေရာပေးထားရတဲ့အပြင်မြောင်လိုက်လက်ထက်မှာစေအုပ်စုကိုသာမဲပေးဖို့စီယုံပြောကြားခဲ့တာဖြစ်ပါတယ်။ ပြည်သူတွေလက်မခံတဲ့2008ခြေဦးအရာလွတ်တော်တွေမှစစ်တပ်ကိုစစ်လေတွေကို25ရာခိုင်နှုန်းနေရာပေးထားရတဲ့အပြင်မင်းအောင်လိုင်လက်ထက်မှာစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ရဲ့တင်းကျပ်တဲ့စီမင်းကန့်သက်ချက်တွေကြောင့်စစ်ဘိုလ်ချုပ်အများအပြားပါဝင်နေတဲ့ကြံ့ခိုင်ရေးပါတီကရွေးကောက်ပွဲမစခင်မှာပဲအနိုင်ရထားမှုတွေလည်းရှိနေပါတယ်။ဆက်လက်ပြီးမိုးကုတ်မိုးမိတ်တွင်တော်လန်ရစ်တက်များနှင့်စစ်တပ်နှစ်ရက်ဆက်တိုက်ပွဲဖြစ်တဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မန္တလေးတိုင်းမိုးကုတ်မြို့နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမင်းမြို့တို့တွင်အာနာသိန်းတက်ပြန်လည်ဝင်ရောက်လာပြီးနောက်စစ်ကြောင်းထိုးနေတဲ့ဖြင့်ကချင်လွတ်လပ်ရေးတပ် KIA အပါအဝင်ဒေသအခြေစိုက်တော်လည်ရေးတပ်ဖွဲ့များနဲ့ထီးထွေတိုက်ပွဲများဖြစ်နေသည်ဟုစုံစမ်းသိရှိရပါသည်။မိုးကုတ်တွင်နိုဝင်ဘာလ30ရက်နေ့ညပိုင်းကထီးထွေတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးယနေ့ဒီဇင်ဘာ1ရက်နေ့လယ်အထိတိုက်ပွဲများပြင်းထန်ခဲ့ကြောင်းမိုးကုတ်စစ်ရေးရှင်းပြများဒေသခံများကပြောကြားပါသည်။မိုးကုတ်မြို့အရှေ့ပိုင်းအုံကိုင်းကျေးရွာဘက်သို့အင်အား200ဝန်းကျင်ဖြင့်စစ်ကြောင်းထိုးလာစဉ်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဘုကုတ်စီရီရင်းမြစ်တအူကဆိုပါတယ်။မင်းညက်နေပိုင်းစစ်တပ်ကစစ်ကြောင်းထိုးလာတော့မျိုးထွက်ဘက်မှာတိုက်ပွဲခဏဖြစ်ခဲ့တယ်။ဒီနေ့တော့အဲ့ဒီနေရာမှာမဖြစ်တော့ဘူး။အုံကိုင်းရွာဘက်မှာဖြစ်တာဟုအထက်ပါဘုကုတ်စီရီတရင်ရင်းမြစ်ကပြောပါတယ်။ဒေသခံနောက်တအူကလည်းစစ်တပ်မျိုးပြင်ထွက်လာတဲ့ပြင်တိုက်ပွဲပေါ်ပေါက်လာသည်ဟုဆိုပါတယ်။စစ်တပ်ကနေမြေစိုးမှုမှုအတွက်တောင်ကုန်းတွေမှာတက်ဆွဲဖို့လာတာနဲ့ဖြစ်ကြတာဟုသူကဆိုပါတယ်။ဖြစ်ခဲ့တဲ့များကိုမျိုးအတွင်းမှကြားနေရသည်ဟုဘုကုတ်အရှိပိုင်းတွင်နေထိုင်သူများကဆိုကြပါတယ်။ မျိုးထွက်ကရွာတွေဘက်မှာဖြစ်နေတာမျိုးတွေကနေအတန်တွေကြားနေရတယ်စစ်တပ်ကမျိုးတွေကနေထွက်သွားတော့ဖြစ်ကြတာမျိုးတွေမှာတော့အားလုံးပုံမှန်ပဲစစ်ပေးတင်းရှောင်သွားတဲ့မျိုးကလူတွေကတော့ပြန်မလာကြသေးဘူးဟုမိုးကုတ်အရှေ့ပိုင်းတွင်နေထိုင်သည့်အမျိုးသားတအုပ်ကပြောပါတယ်မျိုးတွင်းတို့ဝင်ရောက်လာသည့်အာနာသိန်းတက်သည့်မျိုးအဝင်ထွက်နေရာများဖြစ်သည့်ပိန်းပြစ်ကြီးရွာ၅မိုင်ခေပန်းမထိတ်စသည့်နေရာများတွင်တက်ဆွဲထားသည်ဟုသိရပါတယ် မိုးကုတ်ရှေပိုင်းတွင်အာထကတိစတင်ကြောင်းစေယုံဘျူဟာကုန်းတွင်နေရာယူထားပြီးမိုးကုတ်မြို့အနောက်ပိုင်းတွင်ရဲစခန်းရေထွက်ကြီးရွာနှင့်ကျောက်ဖားဂိတ်အဝယ်အထွက်တွင်နေရာယူထားသည်ဟုဒေသခံများထံမှသိရပါသည်မျိုးရဲ၌ပြည်သူ့ကောက်ပရေးတက်မတော် PDF တပ်ဖွဲ့ဝင်များနှင့်ဆက်ဆက်သူများရှိမရှိကိုစစ်တပ်ကလိုက်လံစုံစမ်းနေသည်ဟုမျိုးကန်အချို့ကဆိုပါတယ်။တရုတ်အစိုးရချောင်းဝင်ညှိနှိုင်းမှုဖြင့်တအောင်တက် TNL က၎င်းတို့ထိန်းချုပ်ထားသောမိုးခုတ်မျိုးနှင့်မိုးမိတ်မျိုးများကိုနိုဝင်ဘာလ29ရက်နေ့30ရက်နေ့များတွင်ပြန်လွှဲပေးခဲ့ပါတယ်။ မော်တော်ယာဉ်တရာနီးပါးပါဝင်သည့်စစ်ရင်တန်းတွင်ပြည်သူစစ်မှုတန်းဥပဒေအရအတင်းအကျပ်စုဆောင်ထားသည့်တင်တန်းစင်းခါစားဖြစ်သည့်စစ်သားတပ်များအပါအဝင်အင်အားတထောင်ခန့်မိုးကုတ်တို့ရောက်ရှိလာကြပါသည်။တချို့မှာမိုးကုတ်မြောက်ဖက်28မိုင်အကွာမိုးမိတ်မြို့သို့နိုဝင်ဘာလ30ရက်နေ့တွင်ခရီးဆက်သွားသည်ဟုဒေသခံများထံကသိရပါသည်။မိုးကုတ်မြို့၏မြောက်ဖက်28မိုင်ခန့်အကွာတွင်မိုးမိတ်မြို့တည်ရှိပါသည်။ KIA ပါဝင်သောမိုးမိတ်တိုက်ပွဲမိုးကုတ်မှမိုးမိတ်သို့သွားသည့်အာနာသိန်းတက်နှင့် ရမနီည၈နာရီခန့်အချိန်တွင်တိုက်ပွဲဖြစ်ခဲ့သည်ဟု KIA ဘက်ကဆိုပါတယ်။မိုးကုတ်ကနေမိုးမိတ်ဘက်သို့သွားတယ်လမ်းမှာမနီည၈နာရီမှာတိုက်ပွဲဖြစ်တာဖြစ်ပါတယ်။မြေပြင်အခြေအနေကတော့တိတိကျကျမသိရသည်လို့မပြောနိုင်ပါဘူးဟုဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ဂျမနီကလေးကမိုးမိတ်မြို့တွင်ရောက်နေသောအာနာသိန်းတံများကမြို့အထွက်ရှိ KIA တပ်ဖွဲ့ရှိရာနေရာသို့စစ်ကြောင်းထိုးခဲ့ပြီးတိုက်ပွဲဖြစ်ခဲ့သည်ဟုဒေသအခြေစိုက်တော်လန်ရေးတပ်ဖွဲ့ဝင်များကဆိုကြပါသည် လူဦးရေ6800ကျော်နေထိုင်သည့်မိုးမိတ်သည်မန္တလေးတိုင်းပြည်ဦးလွေခရိုင်အပြင်ရှမ်းမြောက်ပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကချင်ပြည်နယ်ဗမော်ခရိုင်တို့နှင့်နေနေထိစပ်နေပြီးစစ်ရေးအရာလည်းအချက်ချကြပါသည်။မိုးမိတ်မြို့သည်မန္တလေးတိုင်းမိုးကုတ်မြို့နှင့်28မိုင်သာခွာဝေးပြီးမြန်မာပြည်အလဲပိုင်းမှခုခံတော်လန့်စစ်ပွဲများအတွက်စစ်ရေးအရာအရေးပါသည့်လမ်းကြောင်းပေါ်တွင်တည်ရှိပါသည်။ KIA နှင့်မဟာမိတ်တို့က2024ခုနှစ်ဇန်နဝါရီ18ရက်နေ့ကမိုးမိတ်မြို့ကိုထိုးစစ်ဆင်ခဲ့ရာပြင်းထန်သည့်မြို့တွင်းတိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ထို့နောက် KIA နဲ့မဟာမိတ်များဇန်နဝါရီလကုန်တွင်ပြန်ဆုတ်သွားခဲ့ပြီးစစ်တပ်ပြန်လည်ဝင်ရောက်လာပြီးစေအုပ်ချုပ်ရေးကြေညာကနှိမ့်ဆက်တက်ဖြတ်မှုအများအပြားပြုလုပ်ခဲ့ပါတယ်။ထို့နောက်ငါးလခန့်အကြာဇွန်လအတွင်း TNL ဦးဆောင်သောတပ်များကမိုးမိတ်မြို့သိမ်းတိုက်ပွဲများစတင်ခဲ့ပြီးဇူလိုင်လလယ်တွင်မိုးမိတ်ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ရွှေလင်းမြစ်အရှိတ်ချံမိုးမိတ်မြို့မြောက်ဖက်35မိုင်ခန့်အကွာတွင်တရှိသည့်မဘိမြို့ကို KIA က2024ခုနှစ်ဇန်နဝါရီလတတိယပတ်ကလေးကတိုက်ခိုက်သိမ်းပိုက်ထားပါသည် ထိုတိုက်ပွဲသည် KIA နှင့်အတူမြန်မာတိုင်းနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF အရက်တက်တော် AA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ပါဝင်ခဲ့ကြပါတယ်။တရုတ်အစိုးရကျောင်းဝင်ညှိနှိုင်းမှုဖြင့်စစ်တပ်နှင့်တအောင်တပ်တို့အကြား၉ချိန်မြောက်ဆွေးမျိုးပွဲအပြီးမိုးကုံနှင့်မိုးမိတ်မျိုးအားစစ်တပ်ထံပြန်ပေးရန်နှင့်အပြစ်ရထားရန်သဘောတူညီခဲ့ကြပါတယ်။တိန်ညမျိုးတီပေါ်မျိုးတိန်တိုက်ပွဲများတွင်ပါဝင်ခဲ့သည့်ပြည်သူ့လူမျိုးရေးတပ်မတော် PLA ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF မိုးကုတ်ပါကဖောင်မိုးကုတ်ပြူဟာအပါဝင် NUG တပ်ဖွဲ့များကမိုးကုတ်နှင့်မိုးမိတ်မြို့များကိုကာကွယ်မည်ဟုဆိုထားပါတယ်။ကျောင်းသားတပ် ABSDF ကလည်းစကိုင်းတိုင်းရှိတော်လရဲဖွဲ့များနှင့်ပူးပေါင်းကမိုးမိတ်မြို့ကိုကာကွယ်ရန်အသင့်ရှိနေကြောင်းပြောဆိုထားပါတယ်။တို့ရတွင်တရုတ်အစိုးရဖိအားရှိနေသည့် TNLA မြစ်တာရက်ခံမှုကြောင့်စစ်တပ်မဝင်လာမီယခုလ28ရက်နေ့မှစတင်က TNLA မှအပကြံတော်လည်ရေးတက်များမျိုးပြင်းတို့ဆုတ်ခွာသွားခဲ့ပါတယ် ရမန်နစ်တွင်မျိုးလွှဲပြောင်းရေးကိစ္စများအဆုံးသတ်ပြီးနောက် TNL တပ်ဖွဲ့ဝင်အလုံးမိုးကုံနှင့်မိုးမင်းမြို့တွင်မှစုခွာသွားပြီဟုမျိုးကံများထံကသိရပါသည်စစ်တပ်နှင့်တအောင်တပ်တို့မျိုးလွှဲပြောင်းရေးဆွေးနွေးစဉ်ထော်လရင်တပ်များထိန်းချုပ်သည့်နေရာနှင့်စစ်တပ်ထိန်းချုပ်ရပြီး TNL တပ်စခန်းဟောင်းနေရာများနှင့်ပတ်သက်ပြီးညှိနှိုင်းထားသည်ဟုစစ်ရေးတရင်ရင့်မြစ်ကဆိုပါသည် တို့ရတွင်စစ်တပ်ဘက်ကဒေါ်လန်ရေးတညာဤထိန်ချုပ်ဧရိယာအနီးအထိထိုးစစ်ဆင်လာပါကတိုက်ပွဲများနေရာနှင့်ဖြစ်လာနိုင်သည်ဟုစစ်ရေးအကဲခတ်များကမှတ်ချက်ပြုပါရ2023အောက်တိုဘာလကစတင်သည့်2029စစ်စင်ရေးနှစ်ကြိမ်အတွင် TNL ကမန္တလေးတိုင်းဘိုးကုတ်မြို့နှင့်ရှမ်းမြောက်မှနန်ခမ်းမန်တော်နံပါတ်2ကုတ်ခိုင်တီဘောကြောင်မင်းနောင်ချိုမိုးမိတ်မိုင်းလုံးမိုင်းငေါနှင့်နတ်ဆန်မြို့များကိုသိမ်းပိုက်နိုင်ခဲ့ပါသည်ထိုထဲမှာအထက်မြမာပြည်ဤစီးပွားရေးနှင့်ကုန်သွယ်ရေးအချက်အချာကြသည့်မန္တလေးမြို့နှင့်တရုတ်မြန်မာနှင့်ဆက်သွားရာလက်ဖြစ်သော မန္တလေးလာရှိုးကုန်းသွဲရေးလမ်းမပေါ်ရှိဒီဘောနှောင်ချိုကြောင်မင်းနေမြမပြည်အလဲပိုင်းတို့ထိုးပေါက်နိုင်ပြီးမိုးကုတ်မိုးမိတ်မြို့များကိုပြန်ပေးရန်အာနာသိန်းတက်ကယခုနှစ်ဧပြီ28 29နှစ်တွင်တရုတ်နိုင်ငံကူမီမြို့၌တွဲဆုံဆွေးနွေးစဉ်တောင်းဆိုခဲ့ပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။